ဟောင်းဇာသုံးနေရအမောက်ဆက်ဆက်တွေ့တဲ့အချိန်ရယ်ပြီးရောပေါ့နော်ကျွန်တော်တို့ပေါ့နော်ကျွန်တော်ဝင်လာဖြစ်တဲ့အချိန်ရယ်ပြီးရောပေါ့နော်အဲဒီဖျားသွားတဲ့အချိန်ကြီးခိုက်တန်ကြီးကိုကျွန်တော်နေနဲ့အမရနေပါတယ်ဟုတ်ကဲ့အမပေါ့နော်အရန်ဖြက်လက်ပြီးရောငရွယ်လူပြိုမှုကိုခံစားနေပါတယ်အဲ့ဒီမှာဆိုလို့ရှိပေါ့နော်အရန်လည်းတွေ့မှာပါအမဘလိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီ20ကျော်လေးနဲ့တွဲလိုက်တာမှာမလောကအမနုဖန်နေရပါတော့အဲ့တရန်ပီတီဖြစ်ရပါတယ်တဲ့ဥပမာကြတော့မင်းကလေးအမှုတင်ရခြင်းဖြစ်တယ်အမပေါ့နော် ကျွန်တော်တို့ဒီယောက်ျားလေးမင်းသားနဲ့မင်းသမီးနဲ့မတူပါဘူးနိုင်ငံတကာမှာသလိုရှိတယ်အနုပညာရှင်မှာမင်းကလေးအနုပညာရှင်နဲ့ယောက်ျားအနုပညာရှင်ဟောဝေဖန်ဝေဖန်နိုင်တယ်ပေါ့နော်ဒီ kids ကြာလေအကြောင်းမလို့ကျွန်တော်စီးတစ်ခုအနေနဲ့ထားပြီးတော့အမောက်ပေါ့နော်ကျွန်တော်ပေါ့နော်အဲမတောင်းဆိုခဲ့တာပါအမအနေနဲ့ပြောခဲ့ပါတယ်ဘာမှမတောင်းဆိုခဲ့ဘူးမောင်လေးရပါနော်ကျွန်တော်တကယ်လည်းမတောင်းဆိုခဲ့ပါဘူးအမအခွင့်အရေးပေးပါတယ်ကျွန်တော်အဲကျွန်တော်ကဘာပေါ့နော်မတောင်းဆိုခဲ့တာပါတမိုးထားလို့ပါပြီးတော့ကိုယ့်ရဲ့ identity ကိုဒီတိုင်းကြည့်နေရအောင်ကျွန်တော်ပျော်ရွှင်ပါတယ် ဟိုအမှုပညာလမ်းကြောင်း supporting ပေးခြင်းတဲ့စိတ်ပဲရှိပါတယ်ကျွန်တော်အနေနဲ့ဘာမှခွင့်ရမလို့ခြင်းမအောင်ဟုတ်ကျွန်တော်မခံနိုင်ပါဘူးမနိုင်ပြောရင်အမအကိုထိတွေ့ရှိလေဟုတ်ကိုပြောရထတာမခံနိုင်ပါဘူးကျွန်တော်ဆိုင်ရာကျွန်တော် response မလုပ်ပါဘူးကျွန်တော်လေဟုတ်ကျွန်တော်အမြင်ပါတော့ကျွန်တော်တချို့ကြကိုကိုထိခိုက်မှာဆိုလို့မပြောတာရှိမယ်လေဒါပေမဲ့ကျွန်တော်ကြာကျွန်တော်ထိခိုက်ထိခိုက်ပါစေပေါ့နော်အဲအမအိုပေါ့နော်အဲ့လိုတိုက်ခိုက်နေရဲ့ page bound ဆိုုံလေကျွန်တော်အနေနဲ့ တောင်းဆိုချင်ပါရဲ့ဟိုပေါ့နော်အဲ့လိုမလုပ်ကြပါနဲ့လို့အမအနေနဲ့လည်းပေါ့နော်ဟိုပြန်ပေါ့နော်တေချာကျိုးစားစားလုပ်နေအချိန်မှာလေစိတ်နောက်ချက်ဖြစ်အောင်မလုပ်လုပ်ကြပါနဲ့လို့အမေအောင်ဖြိုးပါခင်ဗျာဟုတ်ကဲ့ဒီမခွေးမွေးရဲ့နေရာစပြီးရောဒီနေ့ဒီချိန်ကြီးပေါ့နော်အကြောင်းလေးလေ့လာပြီးပြန်ဖြစ်တာပါဟုတ်အလောက်ကကြတော့ကျွန်တော်ပေါ့နော်ဒီပြန်မှုစဉ်းစားပြီးတာဖြစ်တဲ့အတွက် အဲအလုတ်ကထွက်တယ်လို့တော့မဟုတ်ပါဘူးခင်ဗျာအလုတ်ကိုနားဖို့တောင်ဆွတ်လုပ်ခဲ့ရတော့လေအဓိကကတော့ကျွန်တော်လွန်ခဲ့3လလောက်တည်းကကျွန်တော်တို့ကပြိုင်ဖို့အတွက်ဘေးထားပြီးသားဖြစ်နေရတဲ့ကြောင်းပေါ့နော်နောက်တစ်ခုကကြတော့အဲကျွန်တော်ကပေါ့နော်ဒီမခွေးနဲ့တိုက်ဖို့ရဖို့အခွင့်အရေးကကျွန်တော်ပါပြီးသားဖြစ်တဲ့အတွက်အဲကြိုတင်ပြီးတော့လေအင်တာဗျူးလေးကြိုရိုက်ထားရအိမ်မှာပေါ့နော်လွန်ခဲ့3လလောက်ကြိုရိုက်ထားတဲ့ဥစ္စာဖြစ်တဲ့ကြောင်းပေါ့ကြောင်းပေါ့ကျွန်တော်တိုင်ဖြစ်တာပါခင်ဗျာအဲလောက်တန်နေဆိုတာထပ်ပေါ့နော်ကျွန်တော်ကဒီဝန်ထမ်းမဖြစ်ခဲ့ဘူးဆိုလို့ရှိတယ်နုပညာမှာရှိနေမှာပါ ဝယ်ရဖို့ကြာကျွန်တော်စောင့်နေရပါအเจ้าမပြီးတိတိသားအရင်လည်းခွင့်မပြုတာပါခင်ဗျာဟုတ်အဲကျွန်တော်တမိုးထားပြီးတော့တဘောကြာရတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြန်ဖြစ်တာပါခင်ဗျာအဲတခြားသူကြာတော့ကျွန်တော်အဲ့တော့တောင်းတဲ့တယောက်မတူခင်ဗျာအကောင်လုံးကလေအခုနုပညာရှင်တောင်းတဲ့တယောက်ချစ်တဲ့အပေါ်မှာမူတည်ပြီးပြန်ရတာပါကျွန်တော်အနေနဲ့ပေါ့နော်ကိုကြိုက်တဲ့အဲ့တော့တယောက်ဖြစ်တဲ့အတွက်ပြန်ဖြစ်တာပါခင်ဗျာဟုတ် မမြုံမန်းထားဘူးခင်ဗျမနိုင်ပြောလို့ရှိလေလုံးဝမမြုံမန်းထားပါဘူးအဲဘာဖြစ်လဲဆိုတော့လေအကုန်လုံးကတော်ပြီးရောမခွေးချောင်းအကုန်လိလာထားတဲ့လူတွေပဲဖြစ်နေတဲ့အတွက်ကြောင့်ပါဟုတ်6ရောက်မြောက်ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ပေါ့နော်ဒီ final လောက်ထိတော့ကျွန်တော်မြုံမန်းထားပါတယ်ဝင်တာဖြစ်မယ်လို့တော့မမြုံမန်းထားပါဘူးခင်ဗျအဲအရန်ပျော်ရွှင်ရတယ်အိမ်မက်မက်နေတလို့ပါပဲခင်ဗျအဲဘာဖြစ်လဲဆိုတော့လေလူတိုင်းရဲ့အိမ်မက်ကလည်းအခုလိုပေါ့နော်ဒီကိုချေရရဲ့အနုပညာရှင်အဲ့ပြီးတော့ကျွန်တော်ကြောက်ပို့ပြီးပေါ်ပျော်ရွှင်ရကြတော့ကိုချီယာနုပညာရှင်နိုင်ငံကျော်ပေါ့နော်ထက်စင်အကယ်ဒမီမဖွေးခွေးနဲ့ဆိုတာကြောင့်အိမ်မက်တာမမှတ်ဘူးပါဘူး အဲကျွန်တော် audition စဝင်ပြန်ကလေးကအဲအဲ့လိုတော့မရပါဘူးဘာဖြစ်လဲဆိုတော့လေကျွန်တော်ပါသွားတော့လေကန့်ဝင်ဖို့တဖုံးဆက်ပြီးပါသွားတော့ဟာသွားတော့မှပြောလိုက်တာ audition ပါပြီးတော့လေပြောအရန်ပေါ့နော်ပီတိဖြစ်ပြီးတော့အရန်ပြည့်ရွှင်အခိုင်အတန့်ဖြစ်တဲ့တော့ဘာနဲ့မှလှည့်လို့မရပါဘူးဟုတ်အဲ first day မှာစတွေ့ခဲ့တာပါဟုတ် first day ကျွန်တော်တို့ပေါ့နော်ဒီတုတ်ကြရဲ့ game လေးပေါ့နော်တုတ်ကြရဲ့ game လေးမှာကျွန်တော်စတွေ့ခဲ့ပါတယ်အဲရန်ရင်ခေါ်ရပါတယ်အမနှထွဲလွတ်ပေါ့နော်အရန်နှထွဲ beauty လာတဲ့မိန်းကလေးတယောက်ဖြစ်တဲ့အတွက်ကျွန်တော်နေနဲ့အရန်ရင်ခုံပြီးပြောရှင်းရပါတယ်ဟုတ် အဲအိုင်ဒီယာတော့မေးလို့မရနေပါဘူးအဲအဓိကပေါ့နော်မပွေးကိုကျွန်တော်ချစ်ပြီးရောအပီရဲ့အိုင်ဒေါ်တရားကိုအပီရဲ့အတွက်ကပါလဲဆိုတော့အလုပ်ပေါ်တမိုးထားတယ်ဆေးဆေးဆက်တည်ကြတယ်အလုပ်တစ်ခုပေါ့နော်အဲအလုပ်တစ်ခုကိုမားကပေါ့နော်မလုပ်လေလုံးဝမလုပ်ဘူးကန်ဆယ်တယ်လုပ်တစ်ခုလုပ်ပြီဆိုလို့ရှိလဲအေးဇာမပြောရမယ်ဆိုရင်အခုပေါ့နော်အခုအမရုပ်ရှင်နောက်ဆုံးတကားပေါ့နော်ဒီမတန်မရပေါ့နော် အဲအမှရိုက်ဖို့ဆိုလဲအမတေချာလေးအဲစပင်တွေကအစရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပေါ့တေချာလေးပြင်ဆင်တယ်ပေါ့နော်ကာတကားကိုပေါ့နော်အဲအဲ့လိုအချက်လေးအကြောင်းပြီးရောပေါ့နော်အမအနေနဲ့ပေါ့နော်လူမျိုးပါတာမရွေးခွဲမကြပဲနဲ့အကောင်လုံးဒန်းသူကြီးဆက်ဆံတဲ့အချက်တွေရော ပြီးတော့ဗောနော်အမားရဲ့ဗောနော်အဲပေါ်စိတ်သဘောထားလေးအရင်ပြေးသွားအောင်ကျွန်တော်နေနဲ့အမားကိုချစ်ခင်ပြီးအားပေးခဲ့တာပါအမတ်တရားစကားဆိုရှင်တော့အမားကကျွန်တော်လုံးဝမထင်မထားရဲ့တကယ်ရဲ့ဟိုတမိုးရှိတဲ့အဲကျွန်တော်ရဲ့ခြေရာရဲ့လူပညာရှင်တယောက်ပါဘာဖြစ်လို့အဲ့လိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်လူပညာမှာလည်း support ပေးလို့အခုအမားလို့အခုကျွန်တော်အခု view ခွင့်ရတာပါ အမအကောင်းပါကြောင့်တင်မလို့လုံးဝမတင်ပါဘူးအမကကျွန်တော်ပေါ့နော်ဟိုအဲဒီပေါ့နော်ဒီနောက်ဆုံးပြီးွားတဲ့အချိန်မှာအမအကောက်ထဲမှာရေးပေးထားပါပေါ့နော်ဘာသာတရားကိုင်းဆိုင်ပြီးတော့ပေါ့နော်ဒီမိဘကိုတည်တတ်တဲ့ကောင်လေးဖြစ်တဲ့အတွက်အမှုပညာမှာလည်းအစီအမံချောင်းမွေးပါစေလို့ကျွန်တော်အဲ့လိုပြောတဲ့အတွက်အဲအမရဲ့ supporting လေးရတဲ့အတွက်ကျွန်တော်အနေနဲ့ time limit 1တာပါတယ်အဲ့ကလေးကကြီးနိုင်အဲ့ကလေးအမကြီးရင်ရမယ်ဆိုလို့ရှိရင်တော့ fan ball ကိုအမအနေနဲ့ပေါ့နော်ဒီလေးနဲ့တတ်မှုထားပြီးပဲဆုံးပြန်လုပ်ပေးရတဲ့သဘောလို့ကျွန်တော်ယုံယုံကြည်မိပါတယ်အမှုပညာကမောင်လေးကငကိုလေးကလည်းလုံနေရတဲ့လူလေးခင်ဗျာအเจ้าမလို့ဒီ အခုအချိန်မှာလည်းနည်းနည်းဆက်ဆက်မှုရှိလို့တွားဖြစ်တာပါခင်ဗျာဟုတ်ဖန်တရားအနေနဲ့အပေးပြီးတော့အတန်းရှင်းယူပြီးတော့အဲ့လိုကြီးပြန်ဖြစ်တာတော့အဲ့လိုအနုညာနဲ့ဝင်ဖြစ်တာတော့မဟုတ်ပါဘူးခင်ဗျာအထင်မြင်မလွဲသေးချင်ပါဘူးခင်ဗျာဟိုတေချာလေးလေ့လာပြီးတော့ကြိုးစားအထောက်ပြီးမှခုလိုဝင်လာဖြစ်ခဲ့တာဆိုတော့လေကျွန်တော်ကိုကျွန်တော်တို့တမိုးထားပြီးအောင်ကြည်ပါရယ်ခင်ဗျာဟုတ်အဲဒီမီမှာဝင်လာရသွားတဲ့မောင်လေးအောင်ဖြူပေါ့နော်သူကအဲ တင်နာစားတဲ့အချိန်မှာမှတိတိကျကျမှတ်မိသွားတယ်သူ့ရဲ့အသက်ကိုလေ။အော်တော်တော်ငယ်သေးရပဲလို့ပြီးတော့ကျမေကလည်းအရင်ချစ်တယ်အရင်လိမ့်ပါတယ်။ဘာမှလည်းအလိုထူထူဖို့တောင်းဆိုတာမရှိဘူး။အဲတူမေကလည်းမေးရတော့ပူခံနေတယ်ပေါ့နော်။သူရင်ပြောင်းနေတယ်ပြောကူလည်းပြောရကူးဆက်ပါတယ်။အဲလမ်းကြောင်းပေါ်ရောက်ဖို့တည်းကျွန်တော်အခုပေါ့နော်တရုတ်ဆောင်တင်နန်းလေးတထားပါတယ်ဒွိုက်တာဟင်းဆိုစီမှာပြီးတော့ကျွန်တော်ရုပ်ရှင်စကားကြီးတကားရိုက်ထားပါတယ်ပေတရာစီလျှောက်ပါလို့ပေါ့နော်။အဲအိုက်ကားမှာကျွန်တော်ပါထားပါတယ်။ဟုတ် ောက်တစ်ခုကကြတော့ကျွန်တော်ပေါ့နော်ကြောင်ရလေးလည်းရိုက်ထားတာရှိပါတယ်အချို့နောက်ကမ်းလမ်းမဲ့လူယူဇာများအားလုံးကိုလည်းကျွန်တော်အနေနဲ့အစွမ်းကုန်စူးစမ်းပြီးတော့ချက်ပြပေးချက်ပြပေးသွားမယ်လို့ကတိပေးပါတယ်အခွင့်အရေးလေးကျွန်တော်အနေနဲ့ရဖို့လိုအပ်နေတာပေါ့နော်ဟုတ်အဲ့ဒါဒီပါပါခင်ဗျာအခွန်စရာသုံးနေရအမောက်ဆက်ဆက်တွေ့တဲ့အချိန်ရဲ့ပြီးရောပေါ့နော်ကျွန်တော်တို့ပေါ့နော်ကျွန်တော်ဝင်လာဖြစ်တဲ့အချိန်ရဲ့ပြီးရောပေါ့နော်အဲဒီဖျားသွားတဲ့အချိန်ကြီးထိုက်တန်လေးကိုကျွန်တော်နေနဲ့အမရနေပါတယ်။ဟုတ်ပြီကျွန်တော်လည်းအမှုပညာလုပ်နေပါတယ်။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်မခံနိုင်အောင်ကျွန်တော်ပြောမှတ်ပါတယ်။ကျွန်တော်ကွန်မန့်တွေလည်းတွေးနိုင်ပါတယ်။တွေးလို့လည်းပြောရဲထင်ပါတယ်။ ကျွန်တော်သိပါရဲ့ဟုတ်ကျွန်တော်မခံနိုင်ပါဘူးမနိုင်ပြောရင်အမအကိုထိလို့ရှိလေဟုတ်ကို့ကိုပြောရတာကိုမခံကို့ကိုပြောရတာမခံနိုင်ပါဘူးကျွန်တော်ဆိုင်ရကျွန်တော် response မလုပ်ပါဘူးကျွန်တော်လေဟုတ်ဟုတ်ပြီဆိုတော့လေဟိုအမအကိုတမိုးကို့ရဲ့တကက်ဟိုဘောနော assist ပေါ့နော်တချို့ကြောင့်တချို့ဆိုတာထက်ပေါ့နော်ဟိုတချို့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်တချို့ကြောင့်ကို့ကို့ထိခိုက်မှာဆိုလို့မပြောတာရှိမယ်လေဒါပေမဲ့ကျွန်တော်ကြောင့်ကျွန်တော်ထိခိုက်ထိခိုက်ပါစေပေါ့နော်အဲအမအကိုပေါ့နော်အဲ့လိုတိုက်ခိုက်နေရဲ့ page bound ဆိုုံလေကျွန်တော်အနေနဲ့ တောင်းဆိုကြပါရဲ့ဟိုပေါ့နော်အဲ့လိုမလုပ်ကြပါနဲ့လို့အမအနေနဲ့လည်းပေါ့နော်ဟိုပြန်ပေါ့နော်တေးချာကျိုးစားစားလုပ်နေအချိန်မှာလေစိတ်နောက်ချက်ဖြစ်အောင်မလုပ်လုပ်ကြပါနဲ့လို့ကဲအမပေါ့နော်အရန်ဖြက်လက်ပြီးရောငရွယ်နုပြိုမှုကိုခံစားနေပါရဲ့အဲ့ဒီမှာဆိုလို့ရှိပေါ့နော်အရန်လည်းတွေးပါပါအမဘလိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီ20ကျော်လေးနဲ့တွဲလိုက်တာမှာမအောင်အမနုဖန်နေရပါပေါ့နော်အဲ့ဒါအရန်ပီတိဖြစ်ရပါရဲ့ ွဲပြီးတော့ဘယ်လိုရောင်းရလို့ချင်လဲ။ဟုတ်ကဲ့။ဟုတ်ကဲ့။ဒါရီကိုလည်းဘယ်လိုများစိတ်စဉ်းစားလဲ။စိတ်ကူးရင်လည်းစိတ်ကူးရင်လည်းလုံးဝဟာလေးပဲရှိမှာပေါ့။အဓိကပေါ့နော်။အဲ့လို program တွေထပ်လာသေးခြင်းနဲ့ပေါ့နော်။အဲ့ခါကြရင်တော့ပြိတ္တတွေပေါ့နော်အခုလက်လေးပဲ깟လိုက်ရလားရန်တရားပောက်တာလားအဲ့လိုပြောရလူပေါ့နော်အဲအဲ့လိုပြောရပြိတ္တတွေရှိအောင်လေ romantic လေးကျွန်တော်ပြန်လုပ်ပေးခြင်းပါတယ်လို့ပြိတ္တတွေတောင်းဆိုတဲ့ပြိတ္တတွေပေါ့ပေါ့နော်ပြီးတော့ရုပ်ရှင်စကားလို့ပြီးတော့ ပရိုဂရမ်လေးပေါ့နော်ရိုမက်တစ်အဲအဓိပတိလေးတွေလည်းလုပ်ချင်ပါတယ်လို့မှန်းနေတယ်ဝိမေမှာကျတော့မင်းကလေးအမှုပညာရှင်ဖြစ်တဲ့အမပေါ့နော်ကျွန်တော်တို့ဒီယောက်ျားလေးမင်းသားနဲ့မင်းသမီးနဲ့မတူပါဘူးနိုင်ငံတကာမှာဆိုလို့ရှိလေမင်းပညာရှင်မှာမင်းကလေးအမှုပညာရှင်နဲ့ယောက်ျားအမှုပညာရှင်ပေါ့နော်ဝေဖန်ဝေဖန်နိုင်တယ်ပေါ့နော်ဒီ kids ကြော်လေအကြောင်းမလို့ကျွန်တော်စီးတစ်ခုအနေနဲ့ထားပြီးတော့အမကိုပေါ့နော်ကျွန်တော်ပေါ့နော်အဲမတောင်းဆိုခဲ့တာပါအမလည်းပြောခဲ့ပါတယ်ဘာမှမတောင်းဆိုခဲ့ဘူးမောင်လေးရပါတော့ကျွန်တော်တကယ်လည်းမတောင်းဆိုခဲ့ပါဘူးအမအခွင့်အရေးပေးပါတယ် ကျွန်တော်အဲကျွန်တော်ကဘာပေါ့နော်မတောင်းဆိုခဲ့တာပါတမိုးထားလို့ပါပြီးတော့ကိုယ်ရဲ့ idea ကိုဒီတိုင်းကြည့်နေရအောင်ကျွန်တော်ပျော်ရွှင်ပါတယ်ဟိုအမှုပညာလမ်းကြောင်း supporting ပေးခြင်းနဲ့စိတ်ပဲရှိပါတယ်ကျွန်တော်အနေနဲ့ဘာမှခွင့်ရမလို့ခြင်းမအောင်ခေါ့